မင်္ဂလာပါခင်ဗျခါချန်တဲ့ကနေပြန်လဲကြိုးစုပါတယ်ဒီနေ့မှာတင်ဆက်ပေးမယ့်ဝတ္ထုဇာတ်လမ်းကလေးကတော့ဆာယေသူထမန်တောင်ကူရဲ့တကောင်းရံပြိုင်ပွဲဆိုတဲ့ဝတ္ထုကလေးကိုတင်ဆက်ပေးသွားပါမယ် channel ကလေးကို like and subscribe လုပ်ထားပြီးပါဦးဘေးနားက notification ရင်းလို့လည်းနေပေးထားပါဦးခင်ဗျအချင်းက1900ပြည့်နှစ်ဥဒုကာလကဇာမုံးလာရဲ့အထင်ကရလာပညာကာလနေရာကတော့စကိုင်းဒေသအရာရီမြေကန်းကြီးနဘေးမှာတည်ရှိတဲ့တရဝန်ရွာစီမှာရွာပြင်ကလေခွင်းပြင်ကျဲကြီးစီမှာမိတိုင်းကထင်းနေကြီးနေပြီး ရွာသားချုပ်ကအစိုးရရောက်ရှိနေကြတယ်။ရွာသားတွေရဲ့ရှိမှတော့စင်မင်းတခုရှိနေပြီ။သူတို့တို့အခုလိုရောက်နေရတဲ့အကြောင်းကတော့သူတို့ရဲ့တရဝရွာစီမှာနေစင်တဲ့အတိုင်းပြေလုနေကြဖြစ်တဲ့တကောင်းရန်ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြန်ကြဖို့ဖြစ်ပါတယ်။ပြိုင်ပွဲဝင်တွေကတက်ကြစွာရှိနေကြပြီးတော့ဆွေမျိုးနီးစပ်တော်တဲ့သူတို့ကိုအားပေးသူတို့ချုံနဲ့စကားသမီးပြောနေကြတယ်။ဒီနေ့ဒီပြိုင်ပွဲမှာငါတို့အဆုရရမယ်ကွာ။ဒီစကားကရွာရဲ့တထိတာဗာမင်းရဲ့စကား။တကောင်းရန်ပြိုင်ပွဲမှာအဆုရရှိသူကရွာထဲကကာလာသမီးတွေကြံမျက်နှာပွင့်တတ်တယ် ဒါကြောင့်သကောင်းရင်ပြန်ဝဲကလာတိုင်းကအပေါင်းဝင်ရှင်းပြိုင်လူတွေဒါပေမဲ့ခက်တာကအင်ရှင်ကဖန်းစီမိပြီဆိုရင်ဖွဲ့ရည်တဲ့တဲ့တို့ချေရည်ကျိတ်တဲ့တဲ့တို့လုပ်တဲ့အတွက်ဖန်းစီခံရတဲ့ကောလေလောင်ပြောင်ခံရနိုင်တယ်ဒါကြောင့်ကလာတိုင်းတော်ရုံစိတ်နဲ့ပြိုင်မှုမရဲတဲ့ပွဲအခုဗာမင်းတို့တကယ်ချင်းတတိုက်ကတော့ဒီရွာမှာခေါင်းဆောင်ကများတဲ့အထင်ကြီးမှုပြန်ဝဲကိုဝင်ပြန်လာတာဖြစ်တယ်ဗာမင်းဟိုကမင်းကောင်လည်းပါတယ်နော်မင်းကောင်ကတ мян နှစ်ကနဲ့မှတ်နေတုန်းကအနိုင်စုကိုနှစ်ကြိမ်ဆက်ရရှိထားသူဖြစ်တယ်နှစ်ကြိမ်ဆက်ဆူရထားတဲ့မင်းကောင်ကသူတို့ရွာကကာလာသမီးကြီးချာမှာ မျက်နှာပွင့်လန်းလွန်းတယ်။ပါပါပေါ့ကွာအရင်နှစ်တည်းကငါမပါလို့ဒီကောင်နိုင်ရတာ။ငါပိုင်ရောလား။ဘာမင်းကအပြောကြည့်တယ်။အရင်အရင်နှစ်တည်းတုန်းကသူကအိမ်ကခွေးမပြူတာမို့လို့ပြန်ပွဲမဝင်ရဘူး။ဒီနေ့မှသာပြန်ပွဲဝင်မယ်ပူဇာပြီးတော့မှဝင်ပြန်ရတယ်။သူနဲ့ဘေးစီကလာအုပ်နဲ့ငါတို့တို့ကတော့အရင်နှစ်တည်းကပြန်ပူးသူတွေပါ။ကဲအားလုံးပဲပြန်ပွဲဝင်တွေကိုစကားဆိုတော့မှမလို့ညင်သက်ပြီးကြပြန်ပွဲကြီးကျက်သူဘာကြီးဘိုးတောင်ကထားပြောတယ်သူရဲ့တန်းကြောင်ကွင်းမြင့်တဲ့ကပြန်ပွဲဝင်မဲ့သူအားလုံးကပြောလဲစားစကားတွေရက်လို့တိတ်ဆိတ်သွားကြပါတယ် ဒီနေ့မှာပြန်မဝင်မယ်ကလာတာအယောက်30ကိုဖာကြီးကပြန်ပွဲကိုဦးစီးကျင်းပသူအနေနဲ့အမှားစကားတွေပြောမယ်ဒီနေ့ဒီချင်းကဖာကြီးတို့ရွာရဲ့နှစ်စဉ်နှစ်တိုင်းကျင်းပနေကြမြဖြစ်တဲ့အထင်ကြီးဆုံးသောတကောင်းရင်ပြန်ပွဲကြီးကိုမကြခင်မှာပြန်မဝင်တယ်ကိုစတဲ့ရှင်ပြန်စီမှာဖြစ်တယ်ဒီနေ့မှာဘာကြောင့်ဒီတကောင်းရင်ပြန်ပွဲကြီးကိုလောရတယ်လဲဆိုတာကိုဖာကြီးပြန်လဲပြောပြပါမယ်ဖာကြီးဖိုးတော်ကစကားကိုခဏရက်တက်ပြီးအားလုံးကိုဝေဝဲကြည့်တယ်အခုလုံးကစိတ်ဝင်စားနားထောင်နေကြတော့ဖာကြီးဖိုးတော်ကအားတက်သွားပြီးစကားကိုဆက်ပြောပြန်တယ်ဒီစကားတွေကနှစ်စဉ်တိုင်းမှာပြောနေချာဖြစ်တာကြောင့် ဒီက everything အားလုံးနဲ့ပြန်မဝင်နေလေတိကျပြီးသားပါဒါပေမဲ့လည်းဒီပြန်မွဲကဘာကြီးတို့မင်းတို့ရဲ့တရုံရွာနဲ့တခြားရွာတွေပေါ်မှာကြီးမားတဲ့ဂျေစုတရားတွေရှိခဲ့ဘူးတော့ရေဝန်းရွာသားတို့တော်ကောင်းတခုကြီးငတ်တပြားအတွက်ရည်ရွယ်ပြီးတော့မှအထိမ်းမန့်အနေနဲ့ပြုလုပ်တဲ့ပွဲထိုးရရွာကဂျေစုရှင်ကိုပြန်ခုန်ပြူတဲ့ပြန်ပွဲဖြစ်တယ်တို့တော်ကောင်းကြီးငတ်တပြားကဒီတရုံရွာနဲ့ကျုပ်တို့ရဲ့ဘိုးဘေးတွေကိုရာသီဥတုကြောင့်ဖြစ်ပေါ်လာတဲ့အငတ်ဘေးကနေကိုကြီးယုံထားစေခဲ့တဲ့သူဒါကြောင့်တို့တော်ကောင်းကြီးအတွက်ရည်ရွယ်ပြီးတော့ဒီပြန်ပွဲကိုမျိုးဆက်လိုက်အခုလိုညမှာချင်းပါလာခဲ့တာဆိုရင် အခုချိန်ဒီဆိုရင်နှစ်ပေါင်းများစွာကြာခဲ့ပြီဒီပြိုင်ပွဲမှာပြိုင်ပွဲဝင်သူကမဲခွက်ထဲကမဲလေးကိုနှိုက်ပြီးတော့မဲပေါတဲ့အေးစီကိုညလူအပြင်ဝင်ရောက်ကြရတယ်အင်းထဲကနေရန်နာပစ္စည်းမဟုတ်တဲ့ရေးပါလေပစ္စည်းတစ်ခုကိုခိုးရတယ်ပြီးရင်တော့ဆူရဖြစ်တဲ့ဒီနေရာကိုလာရတယ်အခက်ခဲဆုံးတဲ့တံပိုးအကြီးဆုံးရာကိုခိုးယူနိုင်တဲ့သူကအနိုင်ရရှိသူပဲဒါပြိုင်ပွဲရဲ့သဘောတရားအခြားတစ်ဖက်မှာတော့ဒါကပြိုင်ပွဲဖြစ်လေဖြစ်တယ်အင်းရှင်တွေကဖမ်းဆီးမိတဲ့အခါဖွဲ့ရိတ်တိုက်တာတို့ဦးမဲတို့ထုံးတုတ်တာတွေလိုပြန်လေတုံ့ပြန်ကြတယ်ဘယ်သူကမှဘွေမယူတတ်ကြဘူး ဖာဂျီဘူတောင်ကစကားရှိရှိပြောလိုက်ရတယ်မို့ခဏတာနားလိုက်တယ်။ပြန်မဲဝင်နေတဲ့အားပေးသူတွေကတော့ဖာဂျီဘူတောင်စကားကိုဆက်ပြီးငန်းလင်နေကြတယ်။ပြန်မဲကိုကျင်းပခဲ့တဲ့ကာလတစ်လျှောက်မှာတော့အနိုင်စုကိုပြန်မဲဝင်သူတွေကတစ်နှစ်တယောက်သာစုခုရရှိခဲ့ကြတာကဓမြနှစ်ကနဲ့မနှစ်ကတော့ထူးထူးခြားခြားရွာတောင်ပိုင်းနေတဲ့မောင်မင်းကောင်ကနှစ်ကြိမ်ဆက်စုခုရရှိထားခဲ့တယ်။ဒါကြောင့်ဒီနေ့မှာတော့ထူးထူးခြားခြားအစီအစဉ်တစ်ခုအနေနဲ့အခုပြန်မဲဝင်မဲ့လူငယ်ကာလသားအယောက်30ထဲမှာမှနှစ်ကြိမ်ဆက်စုရရှိထားတဲ့မောင်မင်းကောင်ကလွဲပြီး channel တွေကသူတို့ဝင်ရအောင်မယ်အိမ်တွေကိုမဲလေးနှိုက်ပြီးတော့ကြားတဲ့အိမ်ကိုဝင်ကြရမယ် မမင်းကောင်ကတော့သူတို့နဲ့အတူမဲလေးမနှက်ရပဲနဲ့တီးတံမဲ၃လေးကိုနှက်ရမယ်။ဖြံမွေးချင်းမသူတွေကဒီမဲ၃လေးထဲမှာဝင်ဖို့ခက်ခဲတဲ့အိမ်ကြီးတက်မှတ်ပေးထားတာဖြစ်တယ်။ဖားကြောင့်ဒီလိုစီစဉ်ရတယ်လဲဆိုတော့ကရှေးကနှစ်နှစ်မှနှစ်ကြိမ်စလုံးအနိုင်စုရရှိထားသူကမမင်းကောင်ဒီနှစ်မှလည်းအနိုင်စုကိုဆက်လက်ပြီးဆုခုမယ်ဆိုရင်သူ့အတွက်ကိုထိုက်တဲ့နဲ့ဆုလက်နဲ့တခြားချင်းမြင့်မှုအရာတွေစီစဉ်ထားတာကြောင့်ပဲ။အားလုံးကပြန်ပွဲစီစဉ်သူတွေရဲ့တက်မှတ်ချက်ကိုသဘောတူကြသလား။ပြပွဲဖြစ်ဖြစ်လုပ်တဲ့ပွဲမှုလို့အားလုံးကပျော်ရွှင်စွာနဲ့တခဲနဲ့ထောက်ခံတမှုပြုကြပါတယ်။ မင်းကောင်ကတော့ရှင်းနေတဲ့ကနေချင်းဆက်စူရရှိထားခဲ့တဲ့သူ့အတွက်ဖျက်ပွဲစီစဉ်သူတွေကဘလို့များစီစဉ်သတ်မှတ်ထားသလဲဆိုတာကိုသိချင်းလွန်လာနေတယ်ခဏကြာတော့မင်းကောင်မပါဘဲနဲ့ချန်နယ်ပြန်မဝင်နေဆက်9ယောက်ကမဲလေးနေကြတယ်ပြီးတော့ကိုမဲပေါ့ရအင်းကိုကိုစိတ်ထဲမှာပြန်မှတ်ထားပြီးမဲလေးကိုဖျောက်ကြတယ်ဒီလိုမှမလုပ်ရင်သူတို့ဝင်ရောက်မဲ့အင်ဂျင်နီစီကိုတရင်ကရောက်သွားပြီးတော့မှဂျိုတင်ဆောင်ဆိုင်လို့ဖမ်းတာမျိုးကိုခံကြရတယ်သူတို့ရဲ့တရုံရွာကအင်ဂျင်နီယာလောက်ရှိတယ်ဒီတော့အင်ဂျင်နီကပြန်မဝင်နေပဲအင်းကိုဝင်ရောက်မယ်ဆိုတာကိုမသိကြဘူးဒါကြောင့်ပြန်မဝင်နေကဝင်ရောက်မဲ့အင်စီကို သတင်းမပေါက်ကြားစီဘူးမဲလေးကိုဖျောက်ကြရတယ်။မဖျောက်ရင်တော့သတင်းပေါက်ပြီးအဖမ်းခံဖွဲ့ရတော့ဘူးကပူများတယ်။မမင်းကောင်အလဲမင်းနိုင်ပါ။မင်းကောင်တို့အသီးသန့်မဲဝတ်တစ်ခုအထဲစီမှာမဲလေးသုံးလေးရှိနေတယ်။မင်းကောင်ကမဲတလေးကိုနှိုက်ယူလိုက်တယ်။မဲလေးကိုဖြည့်ကြည့်ချင်းသူဝင်ရမယ့်အိမ်ကိုမြင်တော့ရှင်နဲ့ထိတ်လန့်သွားတယ်။ဘာကြောင့်လဲဆိုတော့သူဝင်ရမယ့်အိမ်ကတရွာလုံးမှာမှတသီးသန့်နေတဲ့သူလူကွာစားလူတုလူစန်းကြီးလို့တရွာလုံးကတတ်မှတ်ထားတဲ့ဥပါထူးရဲ့အိမ်ဖြစ်နေလို့ပဲ။မမင်းကောင်အဆင်ပြေရဲ့လား။ ဘာကြီးဖိုးတောင်ကမင်းကောင်မျက်နှာပေါ်ကအရေးရောင်ကိုကြည့်ပြီးမေးလာတယ်။ဘာကြီးဖိုးတောင်ရဲ့အမေချောင်းအားလုံးရဲ့အကြည့်တွေကမင်းကောင်စီကိုစုပြုံရောက်ရှိလာကြတယ်။မင်းကောင်ကစိတ်ကိုပြန်ဆူစည်းတယ်ပြီးတော့တည်တည်ငြိမ်ငြိမ်နဲ့ပြေးပါတယ်ဘာကြီးဖိုးတောင်။အေးအကောင်းဆုံးသာလို့မောင်မင်းကောင်အောင်မြင်မင်းကဒီတရားလုံးနဲ့ပြိုင်ပွဲတက်တန်းတက်လျှောက်မှာပထမဆုံးသုံးကျင်ဆက်အနိုင်ရသူဖြစ်ပြီ။ဒါကြောင့်ဘာကြီးတို့ဘက်ကလည်းမင်းသာဆူရရင်ထူးခြားသွားပြီမို့လို့အများကြီးထိုက်တန်ကုန်ပြုကြမယ်။တမိုင်းတရားဆွမ်းဆောင်ဖို့မောင်မင်းကထူးခြားသူပဲမလား။ဘာကြီးဖိုးတောင်ရဲ့စကားကမင်းကောင်အတွက်ကတော့ခွန်အားတရဖြစ်စေတယ်။ ဟုတ်ကဲ့ပါကြီးကျုပ်အစွမ်းကုန်တော့ကြိုးစားပါမယ်။မင်းကောင်ကပြောမဲ့တာပြောရတာသူဝင်ရောက်အောင်မဲ့ဥပါထုရဲ့အိမ်အကြောင်းကိုတွေးမိပြန်တော့စိတ်ကထိတ်မိရပြန်တယ်။ဒီလူကြီးကလူထုဆန်လူကွာစားကြီးအဲ့ဒီလူကြီးကဒီရဒီစာတိကမဟုတ်ဘူးလွန်ခဲ့တဲ့ဆယ်စုနှစ်တခုလောက်ကမှမန္တလေးဘက်ကနေဒီကိုပြောင်းလာတဲ့ဒီလူကြီးကိုဘာကြောင့်လူထုဆန်လူကွာစားကြီးလို့ခေါ်ရတယ်လဲဆိုတော့ဒီလူကြီးကဘယ်သူနဲ့မှခေါ်ပြောဆက်ဆံမရှိဘူးသူ့ခြံထဲမှာပဲသူတို့ပဲဖြစ်တဲ့တာနောဆိုတဲ့ရုပ်သွင်စိုးစိုးလူတော်ကြီးနဲ့နေတယ်သူ့ခြံထဲကိုဘယ်သူမှမေးဝင်မခံဘူးပြီးတော့သူကိုယ်တိုင်ကလည်း ခြံထဲကခြံပြင်ကိုသိမထွက်ဘူးတကုတ်ကိုလိုအပ်လို့ရွာနဲ့ဆက်ဆံပြုတ်ရင်တာတော်ကြီးစီကပဲဆက်ဆံပြောဆိုတယ်တကြီးလိုလူကိုယ်တော်မှသူ့ခြံထဲစီကိုဝန်ခံတဲ့သူမဟုတ်ဘူးခြံထဲမှာလည်းနင်းနေညံ့ညအင်းခွေးကြီးနှကောင်ကိုလှော်ထားသေးပြန်တယ်အခုဒီညီကိုမှမင်းကောင်ဝင်ရမလဲဝင်တကားဟုတ်ပြီပထမတစ်ဆင့်ကအင်းခွေးကြီးတွေကိုဖျက်ချော်ရမယ်အစဉ်ပြေပြေဖျက်ချော်နိုင်ရင်တော့တော်သေးပြီမဲ့မတော်လို့အပန်းစည်းခံရရင်ဒီလူကြီးကတကောင်ရံပြိုက်ပွဲဆိုတာလေးနားလည်မယ်မတည်သူ့ကိုတစုံတရာလှုပ်နိုင်တယ်ဒီရတဲ့ကြောင့်မင်းကောင်ကစိတ်ဝင်လေးမိရတာအမှန်ပဲ။ ဒါပေမဲ့သူ့စီမှာဒီနေ့လည်းအနိုင်စုရယူဖို့တွန်းအားတွေကရှိနေတယ်။တကောင်းရင်ပြိုင်ပွဲမှာနှစ်နှစ်ဆက်တိုက်အနိုင်စုရရှိထားတဲ့သူဒီနေ့မှလည်းဒီကုံကိုထိန်းရမယ်ဆိုတဲ့အကြောင်းကရှိနေတယ်။ဒီလိုကုံကိုထိန်းကျင်နေဆိုတာကလေသူ့တကူတာအတွက်မဟုတ်ဘူး။အမန်ကိုဝန်ခံရတဲ့တကောင်းရင်ပြိုင်ပွဲမှာနှစ်နှစ်ဆက်တိုက်အနိုင်စုရရှိသူဆိုတဲ့ဒီကုံဘုတ်ကိုရရှိခဲ့တာကသူ့ရဲ့ကိုယ်ပိုင်ဆွမ်းစားကြီးတသက်နဲ့ရခဲ့တာမဟုတ်ဘူး။တကယ်တော့ဒီကုံဘုတ်ကိုဖြည့်ဆွဲယူဆောင်ပေးထားသူကသူ့ရဲ့ခြေရသူမြတ်တဲ့ ပြောရရင်မြတ်တဲ့ကသူ့ကိုနောက်မတွန်းမှုဆော်ဩနေတဲ့အထီးကအရေးကြီးဆုံးအရာမင်းကောင်ကမြတ်တဲ့ကြောင့်တွေးမိသွားတော့စိတ်ကအတိတ်စီကိုခဏတာပြန်လဲရောက်သွားပြန်တယ်မနေ့ကတကောင်းရင်ပြန်ပွဲမှာသူကမဲလေးအရာမြတ်တဲ့တို့အေစီကိုဝင်ရောက်ရတယ်အဲ့ဒီတုန်းကမြတ်တဲ့တို့အေစီကိုသူလိုလေကူကူဝင်ရောက်ခဲ့ရတာတော့မဟုတ်ဘူးမြတ်တဲ့အဖေကြီးဥညိုသည်ဆင်စင်ထားတဲ့အကကဲအတားစီတွေကိုရှောင်းတင်းဖြတ်တန်းပြီးမှခဲရခဲစေဝင်ရောက်နိုင်ခဲ့ရတယ်အိမ်ထဲစီကိုရောက်တော့သူ့အတွက်ပြန်ပွဲမှာအနံ့ရနေမဲ့ပစ္စည်းကိုရှာပွေးတယ်ပထမကဘုရားဆင်းရဲတော်ကိုပင့်ဆောင်သွားမလို့ကြံပြမိပြီမဲ့ အရှိတနေ့တုန်းကသူအနိုင်စုကိုရတုန်းကတကြီးအိမ်ကဘုရားဆင်းရဲတော်ကိုပင်ဆောင်ပြီးရခဲ့တယ်မို့ဒီနေ့မှာတော့ထပ်တူကြကြကြီးထပ်မလုပ်ချင်တော့ဘူးဥညိုတို့မိသားစုကတော့တို့ရဲ့ဓာစီတွေကိုစိတ်ချတယ်မို့စိတ်အေးလေကြီးကိုပဲအိပ်စက်နေကြတယ်ဒီလိုစိတ်ချတာကလည်းအရှိရှိပြန်ပွဲတွေတုန်းကဥညိုတင်စီမံတဲ့အစည်းအဝေးတွေကပြန်ပွဲဝင်တိုင်းကိုဖမ်းဆီးပေးနိုင်ခဲ့တယ်ဒါကြောင့်လည်းအခုညမှာဥညိုတို့မိသားစုလုံးကိုတို့ဓာစီတွေကိုယုံကြည်ပြီးစိတ်ချလက်ချကိုအိပ်စက်နေကြတာပေါ့မင်းကောင်ကြမှာသာဒီအဓာစီတွေကနေခေရခေစီဖြတ်ကျော်ပြီးလွတ်မြောက်ခဲ့ရတယ်အိမ်ထဲရောက်တော့မှသာဘာယူရမှမသိမင်းကောင်ကမနေ့စဉ်းစားအကြံအိုက်နေတယ် ။တပ်ပြင်းကိုလည်းတစ်ချက်ချလိုက်မိတယ်။အဲဒီခါသူ့နောက်စီကလှုပ်ရှားမှုရှိလာသမို့ရုတ်တရက်ကြီးတော့မင်းကောင်ကယင်ထိပ်ပြီးခြေပြားလက်ပြားတွေအေးဆက်သွားရတယ်။မြားတဲ့နဲ့မြားတဲ့မောင်လေးဖို့တဲ့သူတို့မောင်နှမကမင်းကောင်ကိုသူမတို့အိမ်ထဲစီမှာအမှတ်မတင်မြင်လိုက်ရသမို့အလွန်မင်းအားသင့်နေရဲ့။အတားအဆီးတွေကိုပြတ်ကျော်နိုင်ငယ်လို့အံ့ဩနေကြတာလည်းဖြစ်နိုင်တယ်။မင်းကောင်ကတော့မြားတဲ့တို့သူ့ကိုမိသွားပြီဆိုပြီးဘာလို့ရမယ်မသိတဲ့တော့ပဲနဲ့အမတ်တမင်းနဲ့မြတ်တရုကိုရှူခနေတိတ်နေပြီးဘုအတန်တိတ်တောင်းဆိုမိတယ်။မြတ်တကခေါင်းကိုအတန်ချင်းပြပြီးချင်ရလက်နဲ့တခေါင်းရံပြန်မွေးလာလို့မိလာတော့မင်းကောင်ကခေါင်းချင်းမိတယ်။ ပြီးတော့ဘာယူဆောင်အောင်လဲမသိတတ်တဲ့အကြောင်းပြောပြီးတော့မြတ်တိတို့မောင်နှမကလည်းဝိုင်းပြီးဝိုင်းကိုစဉ်းစားပြီးတယ်ခဏလောက်ကြာတော့ဘုသိက်ကသူယူပေးမယ်ဆိုပြီးအိမ်ထဲကိုခြေပေါ်ဝင်သွားတယ်ပြန်ထွက်လာတော့လက်ထဲမှာဥညွတ်သေးရဲ့ငွေရောင်ငှက်ကြီးတောင်ထားကြီးကိုကိုင်းဆောင်လို့ဘုသိက်ကမင်းကောင်စီကိုထားကြီးကိုထိုးပေးပြီးယူသွားဖို့ပြောတယ်မင်းကောင်ကလည်းထားကြီးကိုယူပြီးကျေးဇူးတင်ကြောင်းချင်းရလက်အနဲ့ပြောလို့ထွက်မယ်ပြုတော့မြတ်တိကသူကောင်းစီကငွေကလေးလေးကိုဖြုတ်ပေးလာပြန်တယ်မင်းကောင်ကလည်းပစ္စည်းတစ်ခုကိုယူလို့ပြန်ထွက်ခဲ့လိုက်တယ်ပြိုင်ပွဲဆူရဲစီကိုရောက်တော့မင်းကောင်ယူလာတဲ့ပစ္စည်းတွေကဝင်ရောက်ရခက်ခဲပါတယ်ဆိုတော့ဥညိုတို့ AC က သူတို့မြန်နိုးရပစ္စည်းဖြစ်တယ်လို့နောက်တစ်ခုကသူတို့ရွာစီကအလှအေဂရီများတဲ့ရဲ့ကလစ်ဖြစ်နေတာကြောင့်မင်းကောင်အနိုင်စုကိုနှစ်ကြိမ်ဆက်ရရှိခဲ့ရပါတော့တယ်။အဲဒီကနေနောက်ရတီမှာတော့များတဲ့နဲ့မင်းကောင်ကြားတကောင်ရဲ့ပြန်ပွဲညကကိစ္စကိုအကြောင်းပြုလို့ဂျေဆုတဲ့စကားပြောတော့များတဲ့ကသူမတို့အေစီကအစီကြတွေကိုဖျက်ချောနိုင်သူမှုတမင်ကိုပဲကူညီပေးတာဖြစ်ကြောင်းပြောလာတယ်။ဒီနောက်ပိုင်းတော့သူတို့ချင်းခင်မင်မှုတွေရှိလာပြီးတယောက်ကိုတယောက်နှောင်ကြိုးတွေတီးနှောင်မိခဲ့ကြတော့တယ်။အခုဆိုရင်များတဲ့နဲ့သူရင်ခံနေခဲ့ကြတာနှစ်ပတ်လည်တခုတောင်မှရှိတော့မယ်။ဒီနေ့မှလည်းများတဲ့ကမင်းကောင်ကို တောင်းကျင်ဆက်အနိုင်စုရဖို့မှာထားပါတယ်ဒီလိုချင်းအနိုင်စုရရင်သူမမိဘတွေကိုဖွင့်ပြောပြီးလူကြီးစွာနဲ့လာရောက်ကြောင်းလန်းနိုင်အောင်သူမဘက်ကစူးစမ်းပြီးမယ်လို့ပြောပါတယ်ပြီးတော့မြတ်တေကသူမကိုတရီတာဗာမင်းကအခြေအဆူချောင်းနဲ့မိဘချင်းယဉ်ဒီလွန်တာမှုလို့သူမယတိပြညင်းဆံမှာခတ်တဲ့အတွက်ဗာမင်းကိုတကောင်ပြန်ပွဲမှာအနိုင်စုအရယူနိုင်ရင်စဉ်းစားပြီးမယ်လို့ပြောခဲ့ရတဲ့အကြောင်းဖွင့်ဟလာပါတယ်ဒါကြောင့်မင်းကောင်ကိုလည်းအနိုင်စုကိုအရယူပါသူမကအဲ့ဒီခုံပုတ်ကိုကင်ဆယ်ပြီးတော့မိဘတွေကိုဖွင့်ရပြောဖို့ခွန်အားယူပါရစေလို့တိုက်တွန်းသူမှုပြုပေးထားတယ် မင်းကောင်တို့မိသားစုကလည်းရွာထဲမှာအချင်းဒီတရက်နဲ့ရှိတယ်ဆိုပြီးမဲ့လို့လူချမ်းသာတော့မဟုတ် တကယ်လို့ငွေကုန်ချင်းပြိုင်မယ်ဆိုရင်မင်းကောင်ဘက်ကအရေးနေနေတယ်တကုတ်ရှိတာကတို့ရဲ့ရွာကလူတွေကဒကောင်ရဲ့ပြိုင်မွဲကိုအတော်လေးအလေးနဲ့ထားကြသမို့အနိုင်စုရတယ်ဆိုတဲ့ဂုံကိုတော့ခင်မင်ကြတယ်ဒါကြောင့်လည်းမြတ်တက်ကမင်းကောင်ကိုတခါမှမရှိဘူးတဲ့သုံးကျင်ဆက်အနိုင်စုယူပြီးအဲ့ဒီဂုံနဲ့မင်းကောင်အင်းနဲ့ဥပါထုရဲ့အင်ကြီးစုကိုဝင်ရမှာဝင်လေးပြီမဲ့ချေရသူရဲ့တန်တုံးမှုနဲ့ခုံဘုတ်ကိုထိန်းလို့တဲ့စိတ်ကတွန်းအားဖြစ်နေရတယ်အခြားပြိုင်မွဲဝင်နေစီကအစုရဲ့စီကနေရွာတဲ့စီကိုတည်တည်ဝင်ရောက်ကုန်ကြပြီး ဒါကြောင့်မင်းကောင်ကလည်းအထွေးတွေကိုပြတ်တောက်ပြီးရွာတွေကိုလှမ်းဝင်ခဲ့တယ်။ညတကောင်ရဲ့အတိုင်းပြီးဒဇောင်မိုးလာရဲ့လာပြေဝန်ကြီးကကဘာကြီးကိုအပေါ်တက်တက်ကနေရှွန်းရှွန်းဆဆာအလင်းတွေဖြန့်ကျက်ပေးနေတယ်။မင်းကောင်တယောက်တော့ဥပါထူရဲ့အိမ်ရှိလမ်းတစ်ဖက်စီကမကြီးပင်ကြီးအထက်မှာအိမ်ထဲကိုအချင်းကြီးလမ်းခဲခိုင်ကဝင်ရောက်ဖို့အချိန်ကျပြီးလို့ယူဆမိတာကြောင့်အပင်ပေါ်ကနေခုန်ဆင်းလို့ခြံကြီးနားကိုလက်ခနဲ့ပြေးကပ်လိုက်တယ်။ဥပါထူကလူကစားလူထုလူစမ်းကြီးမလို့သူ့ခြံကြီးကိုလည်းပြင်ကားနေမမြင်နိုင်အောင်စီးရိုးတွေကိုခက်မြက်မြက်လေးခတ်ထားပါတယ်။ မင်းကောင်ကခြံစည်းရိုးကြီးကိုခုံချိုးဖို့အနောက်ဆုံးပြီးလှမ်းခွာလိုက်တယ်။အရှင်ယူလို့လုံလောက်တဲ့နေသားကိုရောက်တော့စိတ်ကိုရှင်းလိုက်ပြီးပြေးပြေးတဲ့နောက်စည်းရိုးကြီးအပေါ်ကိုခုံတက်ဖြတ်ကျော်လိုက်တယ်။အခက်အခဲမရှိမနဲ့တပည့်စီကိုမင်းကောင်ရောက်ခဲ့ရတယ်။ခြံကြီးထဲမှာတော့အရာအလုံးကငြိမ်သက်တိတ်ဆိတ်လို့အင်းခွေးကြီးနဲ့ကောင်ကလည်းဘယ်ရောက်နေတယ်မသိရ။မင်းကောင်ကအချိန်မဆိုင်ပဲအင်းကြီးစီကိုဆက်လက်ပြေးကပ်လိုက်ပြန်တယ်။အင်းကြီးစီရောက်တော့ဝင်ရောက်ရမယ့်နေရာကိုရှာဖွေပါတယ်။ဒီတနေ့လည်းကံကောင်းမြတ်နဲ့ပြောရမလားမသိ။အင်းကြီးရဲ့မိဘဘက်စီကကဲလာကဖွင့်ရသားရှိနေတယ်။မင်းကောင်ကအဲ့ဒီကနေအင်းကြီးတွေကိုဝင်ခဲ့တယ် အထက်ရောက်တော့မျက်လုံးလေးကိုအသားကျစီအောင်လို့တခဏမှိတ်ထားလိုက်တယ်။ပြန်ဖွင့်လိုက်တော့အင်ကြီးရဲ့ကိုအတန်းသိမြင်နိုင်ပြီးမင်းကောင်ကညင်သာစွာနဲ့ပဲအိမ်တွင်းဘက်ကိုဝင်ပြီးတော့မှအချင်းကြီးကြည့်ရင်ယူဆောင်ရမယ့်ပစ္စည်းကိုရှာဖွေပါတော့တယ်။ရှာဖွေရင်းကတအိမ်လုံးကတိတ်ဆိတ်နေတာကိုမင်းကောင်ကသတိထားမိလာတယ်။ပုံမှန်ဆွေးနေချင်းအိမ်သားတွေအိတ်နေရင်အိတ်ဆက်ချင်းအသက်ရှူတဲ့နေလှူရှာမှုအချို့ကိုကြားရမယ်။အခုကအရာလုံးကတိတ်ဆိတ်ညင်သက်လွန်းနေတယ်။မင်းကောင်ရဲ့စိတ်တွင်းကမသုံးမသန့်ဖြစ်လာရတယ်။ဒါကြောင့်ယူဆောင်ရမယ့်အဖို့တန်ရာကိုအမြဲဆုံးရှာဖွေပြီးပြန်ထုတ်ဖို့ကိုဆုံးဖြတ်တယ်။မြတ်ဝင်းကအမောင်တူတဲ့စီမှာအချိန်တခုကြာပြီးမှချင်သားရလာပြီးဖြစ်တယ်လို့ အင်းအတွင်းကပစ္စည်းတွေကိုရှင်းရှင်းလင်းလင်းမဟုတ်တော့မှအမျိုးမီတော့ဘာဆိုတာကိုသိနိုင်မြင်နေတဲ့လောက်ရှိနေပြီမင်းကောင်ကအင်းကြီးတွေကိုလှည့်ပတ်လို့ဟူဒီရှာဖွေရင်းကတစုံတရာကိုလက်နဲ့တိုက်မိသွားတာကြောင့်အလင်းမြဲမြဲပြန်ဖန်းနေတော်ပါသေးရဲ့မင်းကောင်ကရေသေးစွာနဲ့တီးတို့ရေရွတ်ပြီးလက်ထက်ရောက်ရှိချိန်မှာကြည့်မိတော့ခြောက်နှောင်ရဲ့အတွင်ကိုချိုးစားချာချာထူထားတဲ့ဘဘူးရုပ်တစ်ခုပြကြောင်တွေ့ရတယ်မင်းကောင်ကလည်းထွေးထူးပြီးမထွေးတော့ဘူးဘဘူးရုပ်ကိုပဲယူသွားတော့မယ်လို့ဆုံးဖြတ်ပြီးအင်းထဲကနေပြန်ထွက်ခဲ့လိုက်တော့တယ်အင်းပြင်ကိုထွက်လိုက်တော့လာကိုငါပုတ်ဖမ်းနေတယ်မြင်လိုက်ရတယ်လာရောင်ကရုပ်သွားတာမျိုးဝန်းကျင်တစ်ခုလုံးကမှုန်မိုင်းသွားတယ် မင်းကောင်ကအင်အားကိုအများဆုံးဆင်းတယ်။ဒီအခါအင်နောက်ဘက်စီကစကားတန်နေတဲ့သူအင်ခွေးကြီးတွေအတန်ကိုပါကြားရတယ်။မင်းကောင်ကလည်းထွေးထူးပြီးတွေးမနေတော့ဘူး။နေရာစီကနေအများဆုံးပဲမနာတမ်းပြေးထွက်ခဲ့ပြီးတော့ဇီယိုကြီးကိုခုံချော်လို့အပြင်ကိုထွက်ခဲ့တယ်။အပြင်ကိုရောက်ပြီးခြံကြီးတွေကိုပြန်ချောင်းကြည့်တော့အင်ခွေးကြီးနှကောင်ကလူစိမ်းနှံကိုရလို့ထင်တယ်။နှကောင်စလုံးကတရှူရူတကီးကြီးအတန်ပြူရင်ကခြံကြီးတွေကိုလှည့်ပတ်သွားလာနေတာမြင်ရတယ်။ဒါကြောင့်မလို့မင်းကောင်ကလွတ်မြောက်ခဲ့ပြီးမလို့အင်ခွေးကြီးတွေကိုစိတ်တဲထဲထွက်စရာမလို့အတော်တဲ့အတွက်ချင်းနဲ့စွာနဲ့တစ်ချက်ပြုံးပြီးနေရာကနေထွက်ခဲ့ပါတော့တယ်။ မနက်ခင်းအာယုံကချင်းလူပြီးမကြခင်ပြန်ပွဲအတွက်တတ်မှတ်ထားတဲ့အချိန်ကပြည့်လူလူဖြစ်နေပြီးမင်းကောင်တယောက်ညာတော့ကဥပါထူရဲ့ AC ကနေယူဆောင်လာတဲ့အကြောင်းပပုရုပ်ကလေးကိုဖာကြီးဖိုးတော်နိုးစီကိုအံ့နံပြီးနီးစက်ရကောက်ရိုးပုံစီမှာခေါင်းတို့လိုဝေအိတ်လိုက်ပါတယ်ပြန်ပွဲဝင်အယောက်30က18ယောက်တပြက်လျောက်ရှိကြသေးတယ်12ယောက်ကျန်သေးတယ်အချိန်ပြည့်လူမှပြန်မရောက်သေးတဲ့ပြန်ပွဲဝင်ဒီမှာတော့စုတမ်းမှုကအကျုံးဝင်မှာမဟုတ်တော့ဘူးပြန်ရောက်ပြီးတဲ့သူတွေကတော့ AC ကိုမပြန်ကြတော့ပဲခွင့်မြင့်ကြီးရဲ့ထဲကအစဉ်ပြေနေရစီမှာရတယ်လို့မေးဆက်နေကြတယ် မနက်လင်းလို့စုကြည်ညာတော့မယ်ဆိုရင်ရွာတွေကရွာသူရွာသားတွေကကွေးမြင်းကြီးစီကိုရောက်လာပြီးတော့မှဘသူကနိုင်စုရတယ်မရဘူးဆိုတာကိုလာရောက်အားပေးကြမှာဖြစ်ပါတယ်။ပြန်ရောက်ကြသူတွေထဲမှာဗာမင်းလည်းပါဝင်နေဗာမင်းကသူဝင်ရောက်တဲ့အင်စီကဘုရားဆင်းရဲတော်ကြီးကိုပြင်ပြီးယူဆောင်လာတယ်။မင်းကောင်ကလမ်းပြလိုက်လို့လာတော့မသိ။တကြီးအင်စီကဘုရားဆင်းရဲတော်ကိုမင်းကောင်ပင်ဆောင်ပြီးတဲ့နောက်ပိုင်းဆင်းရဲတော်ကိုပင်ဆောင်သူကများလာတယ်။အခုလည်းဘုရားဆင်းရဲတော်ပင်ကြသူ၄ယောက်တည်းရှိနေတယ်။ဗာမင်းကတော့ဒီရေးအတွက်ကိုမျက်နှာကြီးကရှုံ့မဲ့ရင်းပေါ့။တပြည့်ပြည့်နဲ့အချိန်တွေပြတ်တန်းလာရင်အလင်းအောင်စတင်လာချိန်မှာတော့ ပြန်ပွဲချင်းကဆီးခဲ့ပြီထထိုးတယောက်ပြန်ရောက်လာပြီးစူရဲချေဖို့တတ်မှတ်ချက်တယ်ပြန်ပွဲမှာအယောက်20ပြစ်သွားခဲ့တယ်အချိန်ဆီးပြီးနောက်မှာတော့ဘာကြီးဖိုးတော်တို့ပြန်ပွဲကြီးချက်သူတွေကရွှေဆောင်လာသူရဲ့အမိနဲ့ပစ္စည်းတွေကိုတိုက်ဆန်ဆစ်ဆင်းနေကြပြီရွာထဲကနေစူရဲချေမှုတွေကိုလာရောက်အားပေးတဲ့သူတွေကလည်းထွက်လာကြပါတယ်မိုးတော်လင်းယောက်ချီမှာတော့ရွာလုံးကျွတ်စူရဲချေမှုအပေါ်လာရောက်အားပေးကြတဲ့ပြည်သက်တွေကခွင်းကြီးအပြည့်ပြန်ပွဲဝင်နေအားလုံးကလည်းရင်ခုန်နေကြပြီဆွေရရှိသူကိုရွေးချယ်ဖို့စကားတင်၃ယောက်တတ်မှတ်ပြီးထားပါပြီဘာကြီးဖိုးတော်ရဲ့စကားတန်ဆိုတခွင်းလုံးစီကအောပါပေးတဲ့နီးတခင်းနဲ့ထွက်ပေါ်လာတယ် ဩဘာတရင်ကြီးသွားတော့မပါကြည့်ဖို့တောင်းကဒကာရန်ပြန်ပွဲမှာအားလုံးကကြိုးစားခဲ့ကြတယ်ဆိုပြီးမဲ့သူတို့တောင်းရရဲ့လှုပ်ဆောင်မှုကတော့တမှုထူးကြပြီးစောစောဆဆလောက်ခဲ့ကြတယ်ဆိုတာသိတာတယ်သူတို့ယူဆောင်လာတဲ့ပစ္စည်းတွေကလည်းအခြားသူတွေထက်ထူးကဲနေတယ်ဒီသုံးယောက်ကတော့ရွာအနောက်ပိုင်းကဗလာကြီးရဲမောင်နဲ့မင်းကောင်တို့ပဲဩဘာပေးတန်နေဟေဝတန်ကြီးကစီညံသွားခဲ့တယ်ဒီသုံးယောက်ထဲကမှသူတို့ရဲ့ဆွမ်းဆောင်မှုကိုပြောပြပြီးဒီတစ်ခါမှာတော့ပြိတက်ကနေရွေးချယ်ပေးတဲ့သူကိုအနိုင်စုပေးရမယ်လို့သတ်မှတ်တာဖြစ်ပါတယ်အားလုံးသဘောတူကြရဲ့လားသဘောတူတယ်လို့ပြိတက်တွေကဝိုင်းအော်ကြတယ် ပထမဆုံးမောင်မလသူကရွာထဲကဥပချိုတို့အိမ်ကိုဝင်ရတယ်။သူယူလာတဲ့ပစ္စည်းကတော့ဥပချိုသိမ့်မြတ်နိုးပြီးသိမ့်တန်ဖိုးထားပါတယ်ဆိုတော့ကိုနဲ့မကွာအမြဲဆောင်ထားတဲ့ဈေးတန်ဟုတ်ကိုယူဆောင်လာတာပဲ။နောက်တစ်ယောက်ကတော့မောင်ရဲမောင်သူကတော့တိုင်းဆရာကြီးဦးအောင်တို့အေးစီကိုဝင်ရောက်ပြီးတော့မှယူဆောင်လာတဲ့ပစ္စည်းကတော့ဦးအောင်အိမ်မှာတကုတ်တရာချိဆွဲထားတဲ့လှန်တို့နှစ်ချောင်းပဲ။နောက်ဆုံးတစ်ယောက်ကတော့မောင်မင်းကသူကတော့လူလူဆန်းကြီးဥပါသူရဲ့အိမ်ကိုဝင်ရောက်ပြီးသူယူလာတဲ့ပစ္စည်းကတော့တိကနဲ့သားတဲ့ထုလုပ်ထားတဲ့ကြောင်နဲ့ဘပူးရုပ်ကလေးပစ္စည်းကတော့ဒီမှာ ။ဘာကြီးဖိုးတော်တို့ကစကားတင်၃ယောက်ယူဆောင်လာတဲ့ပစ္စည်းကိုထုတ်ပြပြတာတယ်။သူတို့ယူလာတဲ့ပစ္စည်းတိုင်းကလူတိုင်းကအမြတ်တို့သိမ်းဆဲထားတဲ့အရာတွေကြီးပဲ။ဒါပေမဲ့အားလုံးထဲမှာထူးခြားစွာရှိနေတာကတော့မင်းကယူဆောင်လာတဲ့ကြောင်တဲ့ပပုယုတ်ကလေး။ပြိတဲ့အားလုံးကဒီပပုယုတ်ကလေးကိုစိတ်ဝင်စားဆုံးဖြစ်နေကြတယ်။ကြောင်တဲ့ပပုယုတ်ကလေးကသက်ရှိကြောင်တကောင်လား။ပုံစံကတစုံတရာကိုမှန်ပြီးပြနေတယ်လို့ပဲ။အားလုံးပဲအနိုင်ဆုတဲ့ဘသူကိုရွေးချယ်ပါတယ်။မင်းကောင်ဟုတ်တယ်မင်းကောင်ပဲ။လူပြိတဲ့တွေစီကတခဲနဲ့မင်းကောင်ဆိုတဲ့ရွေးချယ်တယ်။ဒုတိယအတွက်ကိုတော့ရဲမောင်ကိုရွေးချယ်ကြတယ်။ အငင်းခွန်ပြူချတာတွေလည်းရှိတယ်။အားလုံးပဲညင်သက်ပေးကြပါ။ဘာကြီးဘုရားရဲ့စကားဆိုဆိုညာညင်းခွန်တန်တွေကတိကနေတိတ်ကုန်ကြတယ်။ဟုတ်ပါလေ။ပြန်ပွဲကိုကြီးကျက်သူအားလုံးကလည်းပြိတ္တနဲ့ထတ်တူကြပါလေ။ဒါပေမဲ့မင်းကောင်ကဒီတစ်ချိန်အနိုင်ဆုရရဲ့ထူးထူးခြားခြားတုံးချင်များဖြစ်မှာမို့လို့ကြီးကျက်သူတွေကမျက်နှာလိုက်တယ်ဆိုတာမျိုးမဖြစ်ရအောင်။အနိုင်ဆုကိုပြိတ္တကတစ်ဆင့်ရွေးချယ်စည်းတာပါ။တကယ်တော့မမင်းကောင်လှုပ်ဆောင်ခဲ့ရတာကသူတကာတက်ခတ်ခဲ့ပါလေ။သူဝင်ရောက်တဲ့အိမ်ကိုသူတကာတွေညခတ်ခဲမဲ့တဲ့အိမ်သုံးအိမ်တွေကမင်းနဲ့ပြီးဝင်ရောက်စည်းတာပါ။ သူကလူတို့လူစန်းကြီးအင်ကိုဝေရပြီးတော့ခြံစည်းရုံးအမြင့်ကြီးနဲ့အင်ခွေးကြီးတွေကိုဖြတ်ကျော်ရတယ်။သူယူဆောင်လာတဲ့ပစ္စည်းတွေကလည်းသူတို့ကလည်းထူးခြားတယ်။ဒါကြောင့်နိုင်စုကိုထူးထူးခြားခြားနဲ့ပဲမောင်မင်းကောင်ကတောင်းတဲ့စတဲ့စုကူရရှိသွားပါပြီ။မင်းကောင်တဲ့ပြိတ္တတွေကဩဘာဖေးတဲ့နေစီညာကုန်ကြတယ်။မင်းကောင်ကတော့ပျော်လွန်းစွာနဲ့ခွန်ပေါက်နေတာပေါ့။အားလုံးကလည်းမင်းကောင်ကိုဝိုင်းဝန်းချီးမြှောက်လို့ခွန်ပြုကြပါပြီ။မင်းကောင်တယောက်အားလုံးပေါ်ကနေလူတို့ထက်ကတစုံတရာကိုရှာဖွေလိုက်တယ်။သိကြကြမှရှာလိုက်ရတွေ့ပါပြီ။မြတ်တဲ့သူ့ကိုကျင်းတဲ့ပီတိဖြစ်တဲ့အမျက်ဝန်းနေနဲ့ ခလလန်းကနေကုန်ယူစွာကြည့်နေတာပေါ့မင်းကောင်ကလက်သီးလက်မောင်းတန်းလို့အောင်ပွဲခံရင်မြတ်တဲ့ကိုပြုံးပြလိုက်တယ်မြတ်တဲ့ကလည်းမင်းကောင်ကိုပြန်လေလို့ပြုံးပြပါတယ်ဘလို့ပဲဖြစ်ဖြစ်ဒီတနေ့ရဲ့တကောင်ရင်ပြန်ပွဲကားတို့ထူးခြားစွာနဲ့သုံးနေစတဲ့ဆွေရရှိသူထွက်ပေါ်လာခဲ့ပါတယ်ဒီကနေ့တင်ဆက်တဲ့ဝတ္ထုကလေးကိုတော့ဒီနေရာလေးမှာပဲရှင်းထားလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခဲ့တဲ့ဝတ္ထုကလေးကတော့စာရေးသူထမန်တောင်ငူရဲ့တကောင်ရင်ပြန်ပွဲဆိုတဲ့ဝတ္ထုကလေးပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ရဲ့ channel ကလေးကိုလည်း like and subscribe လုပ်ထားပြပါဦးဖိနာက notification လည်းနှိပ်ပေးထားပါဦးအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်